အလုံးပဲမိင်္ဂလာပါမြန်မာနိုင်ငံကနေအထွေးချုံရှိတဲ့ပေးထုကပညာရှင်တွေအတွက်နယူးဇီလန်မှာ Register Architect တယောက်ထည့်ဖို့ဘယ်လိုရှောက်ရမလဲဆိုတာကိုရှင်းရှင်းလင်းလင်းထင်ချင်နေကြမယ်လို့ထင်ပါတယ်ဟုတ်ပါတယ်ဒီနေ့မှာတော့အဲ့ဒီရှုပ်ထွေးရလို့ထင်ရတဲ့လုပ်ငန်းစဉ်တွေကိုအဆအဆုံတဆင်ချင်းစီရှင်းလင်းလွယ်ကူထောက်အောင်တဆပေးသွားမှာပါကဲဒါဆိုရင်အဓိကအကြောင်းဆုံးမေးခွန်းကိုပဲတန်းပြီးဆွေးနွေးလိုက်ရအောင် မြန်မာနိုင်ငံကအတွေ့အကြုံရှိပြီးသူကပညာရှင်တယောက်အနေနဲ့နယူးဇီလန်မှာတရားဝင်ဘလို့ရက်တီလုတ်ကိုင်းနိုင်မလဲဒါကတော့အလုံးသိကျင်နေကြရဲ့အချက်ထင်ပါပါဒီခရီးရဲ့ပထမဆုံးခြေလှမ်းကနေပဲအတူတူစလိုက်ကြရအောင် ဒီနေ့မှာအထူးကအဖြစ်အပိုင်း6ပိုင်းကိုဖြတ်သန်းသွားပါမယ်။ပထမဆုံးကတော့ဘာလို့မှတ်ပုံတင်ဖို့လိုအပ်တာလဲ။ပြီးရင်ကိုယ့်အတွက်မှန်ကန်တဲ့လမ်းကြောင်းကိုဘယ်လိုရွေးမလဲ။လိုအပ်တဲ့စာရွက်စာတမ်းတွေကပါတယ်လဲ။အကဲဖြတ်စစ်ဆေးမှုကိုဘယ်လိုရင်ဆိုင်ရမလဲ။ကုန်ကျစရိတ်နဲ့အချိန်ဘယ်လောက်ယူမလဲ။နောက်ဆုံးမှဆုံးဖြတ်ချက်ဘယ်လိုချမလဲဆိုတာတွေအထူးအားလုံးကိုခြုံနှုံပြီးရှင်းပြပေးသွားမှာပါ။ကဲပထမဆုံးအပိုင်းကိုဆက်လိုက်ကြရအောင်။ဘာကြောင့်မှတ်ပုံတင်ရမှာလဲ။အာကီချက်ဆိုတဲ့နာမည်ကဘာလို့ဒီလောက်အရေးကြီးနေရလဲ။ နယူးဇီလန်မှာဒါဟာကိုကြိုက်တယ်လို့တုံးလို့ရတဲ့အရာမဟုတ်ပါဘူးဥပဒေအရကိုမကြည့်မနေလိုက်နိုင်ရမယ့်ကိစ္စတစ်ခုပါအဲ့ဒါဘာကြောင့်လဲဆိုတာကိုကြည့်လိုက်ရအောင်ဆိုတော့အဓိကချက်ကရှင်းပါတယ်နယူးဇီလန်မှာ architect ဒါမှမဟုတ် registered architect ဆိုတဲ့ကုန်ဘောကိုတရားဝင်သုံးစွဲခြင်းနဲ့ဆိုရင် NZRAB လို့ခေါ်တဲ့နယူးဇီလန်မှာပုံတင်ပြည်သူ့ကဘုတ်အဖွဲ့မှာမြဖြစ်မနေ register လုပ်ထားရပါမယ် ဒီလိုလုံးမသာကိုယ့်ရဲ့ကျွမ်းကျင်မှုကြိုးဝတ်တိခါနဲ့အစင်တဆိုင်စူးစမ်းနေမှုကို အတိမပြုရရောက်တယ်လို့အများပြည်သူရဲ့ယုံကြည်မှုကိုလည်းအပြည့်အဝရရှိနိုင်မှာပါဟုတ်ပြီဒါဆိုကို့အတွက်အသင့်တော်ဆုံးလမ်းကြောင်းကိုဘယ်လိုရွေးချယ်ကြမလဲသတင်းကောင်းကတော့ NGRB မှာရောက်ထားသူရဲ့နောက်ခံအရေးချင်းနဲ့အတွေ့အကြုံအပေါ်မူတည်ပြီးရွေးချယ်စရာလမ်းကြောင်းဖတ်သွေးပါလိရှစ်ခုတောင်ရှိပါတယ်ဒါကြောင့်ကိုနဲ့အကိုက်ညီဆုံးထိမဲ့လမ်းကြောင်းကိုတည်ချပေါက်ရှာတွေ့နိုင်မှာပါအဲ့ဒီလမ်းကြောင်းရှစ်ခုလုံးကိုတော့ ီနီယာမှာအကုန်မပြောတော့ပါဘူးမြန်မာနိုင်ငံကနေလာတဲ့အတွေ့အကြုံရှိဘုထုကပညာရှင်နေနဲ့အများဆုံးသက်ဆိုင်ပြီးအသင့်တော်ဆုံးထစ်တဲ့ pathway 2နဲ့ pathway 3ဒီနှစ်ခုကိုပဲအဓိကထားပြီးအသေးစိတ်ရှင်းပြသွားပါမယ်ဒီစရာလေးကိုကြည့်လိုက်တာနဲ့အဒီကကွာခြားချက်ကိုရှင်းရှင်းလင်းလင်းမြင်လိုက်မှာပါ အဒီကမေကွန်းကတော့နယူးဇီလန်မှာလုပ်ငန်းအတွေ့အကြုံမကြသေးခင်ကရှိသလားဆိုတာပါပဲအကယ်၍နယူးဇီလန်အတွေ့အကြုံလုံးဝမရှိသေးဘူးဆိုရင် pathway to ကသင့်တော့ပါတယ်ဒါပေမဲ့အနည်းဆုံးစနစ်လက်လောက်နယူးဇီလန်မှာအလွန်လုပ်ထားတဲ့အတွေ့အကြုံရှိတယ်ဆိုရင်တော့ pathway 3ကပိုပြီးသင့်တော့တဲ့လမ်းကြောင်းဖြစ်လာပါလိမ့်မယ်ကဲကိုလမ်းကြောင်းကိုရွေးပြီးပြီဆိုရင်တော့နောက်တစ်ဆင့်ကရှောက်လွှာကလိုအပ်တဲ့စာရွက်စာတမ်းတွေပြင်ဆင်ဖို့ပါပဲ ကိုယ့်ရဲ့ရည်ချင်းနဲ့အတွေ့အကြုံတွေကိုဘယ်လိုကောင်းဆုံးပုံဖော်တင်ပြမလဲဆိုတာကြည့်လိုက်ကြရအောင်။စာရွက်စာတမ်းတွေမပြင်ဆင်ခင်မှာဒီစခန်းလုံးရဲ့အထိပိုက်ကိုတည်တည်ချာချာနားလည်ထားဖို့လိုပါတယ်။ Complex project ပါ။ဘာကြောင့်လဲဆိုတော့ Pathway 2 PP 3 PP ကိုယ့်ရဲ့လျှောက်လွှာမှာဒီလိုရှုပ်ထွေးတဲ့ project မျိုးကိုကင်တွဲဖြည့်ရှင်းခဲ့တဲ့အတွေ့အကြုံကိုမဖြစ်မနေထည့်သွင်းပြသားရမှာမို့လို့ပါ။ဒါကအရင်ကိုအရေးကြီးတဲ့အချက်တစ်ခုပါ။ Pathway 2ကိုရှောင်မဲ့တူတွေအတက်ကအဓိကကအထောက်အထားစုဆောင်တာပါပဲ။ ပထမဆုံးအငွေနဲ့ကိုယ့်ရဲ့အလုပ်ချိန်တီကိုမှတ်တမ်းတင်ရမယ့် project record forms တွေကိုဖြည့်ရပါမယ်။အနည်းဆုံးနာရီ9000နီးဟန်9ရက်စာလောက်လိုအပ်ပါတယ်။ပြီးတာနဲ့အရေးထီက project တစ်ခုကိုအသေးစိတ် case study အဖြစ်ကျင်းစင်ရပါမယ်။ဟုတ်ပါတယ်။နောက်ပြီးကိုယ်သုံးမဲ့ project ဒီအောက်လုံးအထက် client ရဲ့ computer လည်းယူထားဖို့လိုပါလိမ့်မယ်။ Pathway 3အတွက်ကတော့နည်းနည်းလေးကြွားသွားပါတယ်။ PRF Stay Case Study တဲ့အစားကိုယ့်ရဲ့လုပ်ငန်းတွေ့အကြုံတွေကိုစုစည်းထားတဲ့ Project Portfolio တစ်ခုကိုပဲအဓိကထားတင်သွင်းရမှာဖြစ်ပါတယ်။ဟုတ်ပြီ။စာရွက်စာတမ်းဒီအားလုံးတင်ပြီးပြီဆိုရင်တော့အဆုံးအဖြတ်ပေးမယ့်အဆင့်ကိုရောက်ပါပြီ။ဒါကတော့အတွေ့အကြုံရဲ့ New Zealand ဘိတ်သူကပညာရှင်တွေနဲ့မျက်နှာချင်းဆိုင်တွေ့ဆုံပြီးခုချက်အရေးချင်းတွေကိုတက်သေးပြရမယ့်အခက်ဖြစ်စစ်ဆေးမှုအဆင့်ပါပဲ။ဒီစစ်မှာလဲ Pathway 2နဲ့3ရပုံစံမတူပါဘူး။ တ်သွေးတူကတော့အခုထင်ထားတဲ့ case studies နဲ့ PRS တွေကိုအခြေခံပြီးသုံးနာရီကြာဆွေးနွေးရတဲ့ professional conversation ပုံစံမှာကိုယ့်ရဲ့ project တွေကိုအသေးစိတ်ရှင်းပြရသလို theory မေးခွန်းတွေပုံစံဆွဲခိုင်းတာတွေတောင်ပါနိုင်ပါတယ်။ပတ်သွေးသူရတော့ကိုယ့်ရဲ့ portfolio ကိုအခြေခံတဲ့ interview ပါအဓိကကတော့ New Zealand ရဲ့လုံထုံလုံကြီးတွေစာချုပ်စာတမ်းတွေနဲ့ပတ်သက်တဲ့အသိပညာကိုစစ်ဆေးတယ်မျိုးဖြစ်ပါတယ်။ကဲဒါဆိုရင်တော့လူတိုင်းစိတ်ဝင်စားမယ့်အပိုင်းကိုညွှန်လာပါပြီ။ ီလုံငန်းစင်းတစ်ခုလုံးအတွက်ကုန်ကြစရိတ်ဘလောက်ရှိမလဲအချိန်ကာလဘလောက်စီစဉ်ထားရမလဲဆိုတာကိုတစ်ချက်ကြည့်လိုက်ကြရအောင် pathway to ရှောင်းမဲ့သူတွေအတွက်တော့အစစ်နစ်ဆင့်ရှိပါတယ်ပထမဆင့်ဖြစ်တဲ့ကိုယ့်ရဲ့အရေးချင်းနဲ့အတွေ့အကြုံကိုအကေဖြစ်တဲ့အဆင့်ကိုနယူးဇီလန်ဒေါ်လာ900ကျပ်တင်ပါမယ်ဒါက stage 1ပါ အဲ့ဒီ stage 1ကိုအောင်မြင်သွားပြီဆိုရင်တော့ stage 2ဖြစ်တဲ့အဓိကလျှော်လာတင်ဖို့တရော pathway 3ကို direct show မဲ့တူတဲ့အတွက်ပါလျှော်လာချေကတော့အတူတူပါပဲ New Zealand dollar 1095ပဲဖြစ်ပါတယ်အချိန်ကာလအနည်းငယ်ကတော့တနည်းမှာလျှော်လာခေါ်တဲ့အတူတူရှိပါတယ်ဒါကတော့2025ခုနှစ်အတွက် pathway 2ရဲ့ဥမာရက်စွဲတွေပါပထမအတုတ်ဒုတိယအတုတ်တတိယအတုတ်ဆိုပြီးရှိပါတယ် တခုတတိထားမှာက Pathway 3အတွက်ရက်စွဲတွေကနည်းနည်းလေးကွာနိုင်တော့မို့ NCIB website မှာနောက်ဆုံးရက်စွဲတွေကိုတိကျဝင်ကြည့်ဖို့တော့လိုပါမယ်။တဲ့အားလုံးစ조사ခဲ့သမျှရဲ့အသည့်အပွင့်ကိုခန်းစားရမယ်နောက်ဆုံးဆင့်ကိုရောက်လာပါပြီ။အခဲဖြတ်စစ်ဆင်းမှုတွေပြီးသွားတဲ့အခါဘာတွေဆက်ဖြစ်မလဲ။တရားဝင် register architect တယောက်ဘလို့ဖြစ်လာမလဲကြည့်လိုက်ရအောင်။အခဲပြတ်ဖွဲ့ကသူတို့ရဲ့သုံးသက်ချက်ကို NCRA ဘုတ်အဖွဲ့ကိုတင်ပြပါလိမ့်မယ်။နောက်ဆုံးဆုံးဖြတ်ချက်ကိုတော့ ဘိုးအဖွဲ့ကခြောက်မှာပါအောင်မြင်တယ်ဆိုတဲ့အကြောင်းကြားစာကိုလက်ခံရရှိပြီးဆိုရင်တော့နစ်စင်ကြီးပေးသွင်းဖို့ငွေတောင်းခံလွာပို့လာပါလိမ့်မယ်အဲ့ဒါကိုပေးသွင်းဗီဇာနဲ့ကွန်ယူပါတယ်နယူးဇီလန်ရဲ့တရားဝင်ပြည်သူ့ခွင့်ပညာရှိများမတ်ပုံတင်စည်းမှာကိုးနာမည်ကိုတရားဝင်မြင်တွေ့ရတော့မှာဖြစ်ပါတယ် ANZRAB ကိုရင်ကပြောထားတဲ့စကားတခွန်းရှိပါတယ်မတ်ပုံတင်ခြင်းဆိုတာယာထူးပွဲတစ်ခုထပ်ပို့ပါတယ် ဒါကျွမ်းကျင်ပိုင်နိုင်မှုကိုဖော်ညွှန်းပြီးကျင့်ဝတ်နဲ့အညီနေထိုင်ပြုမှုဖို့တာဝန်ကိုပါပေးရလိုက်တာတွေဒါကဒီမတ်ပုံတင်ချင်းရဲ့တန်ဖိုးနဲ့တာဝန်တည်မှုကိုအကောင်းဆုံးဖော်ပြနေလာပါပဲအဆုံးသတ်အနေနဲ့ဒီမေးခွန်းလေးနဲ့ပဲညီကုန်းချုပ်ချင်ပါတယ်ရှောက်လာတဲ့မိုးပင်စင်နေချိန်မှာကိုယ့်ရဲ့ပိုဖိုလီယိုကကိုယ့်ရဲ့ပိသုကခီလန်အကြောင်းကိုဘလို့ဇလန်တပုတ်အဖြစ်ပြောပြနေမလဲဘာလို့လဲဆိုတော့ဒါဟာဆာရက်ဆာတန်းနေစုစည်းတင်ပြတာထအများကြီးပိုပါတယ်ကိုယ့်ရဲ့ကြိုးစားအထုတ်မှုတွေဖန်တီးနိုင်စွမ်းနေနဲ့ ကျွမ်းကျင်မှုတွေကိုဇလန်တပုတ်လိုတင်ဆက်ရတာပါဒီခီးလန်းကိုလျှောက်လမ်းမဲ့ဘေးသူကပညာရှင်အားလုံးအောင်မြင်မှုတွေရရှိနိုင်ကြပါစီ If you find this episode useful please remember to like comment and subscribe thank you so much for watching see you next time bye